မင်္ဂလာပါအရင်တစ်ခေါက်တုန်းကဆန္ဒနယ်ဘဝအထက်တူကြစီပဲအာ step by step နီလန်းလေးတွေကိုနှစ်ဆင့်ပြောပြခဲ့ရတယ်တစ်ခုက healing your pain ကိုယ့်ရဲ့ pain တွေကို heal ဖြစ်အောင်အလုပ်လုပ်ရမယ်။နောက်တစ်ခါကျတော့ကိုယ့်ဘဝမှာကိုယ်အပြေရှာလို့မရတဲ့ကိုယ်ရှုပ်ထွေးနေတဲ့ကိစ္စတွေအားလုံးကိုကိုယ် find out လုပ်ရမယ်၊ရှာရမယ်၊ clear လုပ်ရမယ်ဆိုတာအစဉ်စဉ်လုပ်ရမယ်ဆိုတာလေးကိုပြောခဲ့တယ်။အဲ့တော့ကိုကကိုယ့်ဘဝမှာရှိတဲ့ pain တွေကို healing လုပ်ရင်းနဲ့ကိုယ်မှာဖြစ်နေတဲ့အာယုံထဲမှာရှုပ်ထွေးနေတဲ့ကိစ္စတွေကိုအပြေရှာရင်းနဲ့တဖြည်းဖြည်းကိုကအပြေတွေတွေ့လာပြီးကိုယ့်ရဲ့ pain တွေလည်း healing ဖြစ်လာပြီးဆိုရင် ကိုကကိုရဲ့စိတ်ကလေးကိုကကိုကပို့ပြီးတော့ mindful ဖြစ်လာမယ်ပြီးရင်ပို့ပြီးတော့ calm down ဖြစ်လာမယ်ခုနလိုမျိုးအနာပေါ်တုံးကြတဲ့ကိစ္စမျိုးဟိုဆက်ဆက်ထိမခံကိစ္စမျိုးရှူးရှူးရှဲရှဲကိစ္စမျိုးတွေမဖြစ်တော့ဘဲနဲ့ကိုကပို့ပြီးတော့ grounding ဖြစ်လာမယ်ကိုရဲ့မလိုလားအဖယ်ကြီးထွားနေတဲ့ emotion တွေကိုကိုကပို့ပြီးတော့ကောင်းကောင်းမွန်မွန်ကင်တွယ်တက်လာမယ်ဆိုရင်တတိယအဆင့်အနေနဲ့ကိုမှာပါလာတဲ့ဝန်တွင်းအသိဉာဏ်ပါရမီဖြစ်တဲ့ intuition ဆိုတဲ့ intuitive ability ကိုတိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ် အဲ့တော့လူတိုင်းလူတိုင်းမှာဘယ်ကမှသင်ယူထားတာမဟုတ်ဘဲနဲ့ကိုယ့်အကိုအလိုလိုပါလာတဲ့ one twin paramy one twin အတိညာဆိုတာရှိပါတယ်။အဲ့တော့ဒါကိုစိန်းတို့က intuition လို့ခေါ်တယ်။အဲ့တော့စိန်းတို့ကကိုယ့်ရဲ့စန္ဒနဲ့ဘဝထပ်တူကြဖို့ဆိုရင်ကိုယ့်ရဲ့ intuition တွေကနေကိုယ့်ကိုအများကြီး collocational life ဖြစ်အောင်လမ်းပြပေးနိုင်တဲ့အနေအထားတစ်ခုမှာရှိပါတယ်။မဖြစ်လို့လဲဆိုတော့ကိုယ့်အလိုလိုပါလာတဲ့ one twin paramy အတိညာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်ကပို့ပြီးတော့ကိုယ့်ထက်မြင့်မြတ်တဲ့ higher dimension တွေ higher self တွေ ီကရရှိတဲ့အာ message သူတို့ပေးချင်တဲ့သူတို့သင်ပေးချင်တဲ့ consciousness တွေသူတို့သင်ပေးချင်တဲ့အရာတွေပဲဖြစ်ဖြစ်အဲ့ဒီအရာတွေဒီကိုဒီတပွားတယ်လောက်လာတဲ့အလုပ်တွေမဟုတ်ဘဲနဲ့ကိုကဘဝပေါင်းများစွာဖြည့်စွမ်းလာတဲ့ပါရမီတွေကိုဘဝပေါင်းများစွာသင်ယူလာတဲ့ပညာတွေကိုဘဝပေါင်းများစွာထက်ခါထက်ခါလောက်လာတဲ့အလုပ်တွေရနေပြီးတော့ပံ့ပိုးနေတာဖြစ်တဲ့အတွက်ကိုရဲ့ intuitive ability တက်လေလေကိုရဲ့ဘဝဟာကိုဖြစ်ချင်တဲ့ဆန္ဒနဲ့တသားတဲ့ပုံပေါ်လာလေလေပါပဲ။ ဲ့တော့လူတဦးတယောက်ချင်းစီမှာပါလာတဲ့ intuitive ability ပေါ့နော်ဒီအလိုလိုသိတဲ့စိတ်ပဲပြောပြောဒီ message တွေကိုအာ present လုပ်နိုင်တဲ့ဘာသာပြန်နိုင်တဲ့လက်ခံနိုင်တဲ့စွန့်ရည်ပဲပြောပြောအဲ့ဒီအရာတွေဒီအဲ့ဒီလူတယောက်ရဲ့ energy ကအမိုက်တွေရှင်းလေလေဒီ intuition ကပိုရလေလေပါပဲတကယ်လို့ကိုက ဖိန်းတွေကို healing မလုပ်ထားဘူး။အာဒါမှမဟုတ်ကွက်ကိုကိုပါမဲမသိတဲ့အဖြေရှာလို့မရတဲ့ကိစ္စအရှုပ်ထုပ်တွေကိုဒီတိုင်းပဲထားထားမယ်ဆိုရင်လူတဦးတယောက်ချင်းစီရဲ့ energy ဝင်ကွက်လို့ခေါ်တဲ့ energy container ဒီ D size ပဲဖြစ်တဲ့အတွက်ကိုယ့်ရဲ့ခွက်ထဲမှာအမိုက်တွေအဆုတ်ပလုတ်တွေအေးမပါတဲ့ခန်းစားချက်တွေနဲ့ပြည့်နေမယ်ဆိုရင်ကိုယ့်ကို message လာရင်တောင်မှ higher dimension တွေက message လာရင်တောင်မှဒါမှမဟုတ်ကိုယ့်ရဲ့အထက်က intuition ကပြောရင်တောင်မှဝင်စရာနေရာမရှိတာမျိုးဒါမှမဟုတ်ပြောနေရင်တောင်မှ message ပေးနေရင်တောင်မှ ကိုက clarify မလုပ်တတ်တာမျိုးမသိတာမျိုးဘာသာမပြန်တတ်တာမျိုးဖြစ်တတ်ပါတယ်အဲ့တော့စန္ဒနဲ့ဘုံကထပ်တူကြဖို့အတွက် intuition ကောင်းဖို့လိုလားဆိုရင်မဖြစ်မနေလိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကကိုအလိုလိုကိုယ့်ရဲ့ဟိုးအထဲက deep down level ကအာဒီ soul level ကပါလာတဲ့ကိုယ့်ရဲ့ wellness parameter အသိဉာဏ်ဖြစ်တဲ့ဆိုလိုချင်တာကိုဘဝပေါင်းများစွာဖြည့်ဆည်းလာခဲ့တဲ့အကြောင်းတရားတွေကနေပံ့ပိုးထားတဲ့ wellness parameter အသိဉာဏ်ဖြစ်တဲ့အတွက်ကိုဒီဘဝမှာ လူသက်တမ်းတိုတိုလေးမှာတိလာတဲ့မြင်စားနိုင်ကြထိတွေ့ကိုတိနေရဲ့အာယုံတတလေးဒါမှမဟုတ်ကိုတင်ယူထားတဲ့ဒီဘဝမှာတင်ယူထားတဲ့ ပညာဒါမှမဟုတ်ဒီဘဝမှာကြာဘူးနာဝဖြစ်နေတဲ့ဇကားတွေဆိုလိုချင်တာဒီဘဝအတိတ်တစ်ခုတည်းနဲ့တည်တာမဟုတ်ဘူးရုပ်တည်တွေနဲ့တွေးနေတာမဟုတ်ဘူးအဲ့တော့ဒီ intuition တွေကကိုယ်ဘာလို့လမ်းပြနိုင်လဲဆိုရင်ကိုကဒီဘဝမှာဘလို့အလုပ်လုပ်ရမလဲဘလောက်အထိဖြစ်နိုင်လဲဘလို့လမ်းကြောင်းတွေကိုသွားရမလဲဘလို့ spiritual mission တွေကိုသွားရမလဲကိုယ့်ရဲ့ journey ကဘယ်ပုံစံဖြစ်မယ်ဆိုတဲ့အရာတွေကိုတစ်ဖက်က logic ထက်စာရင်ကိုယ့်ရဲ့ intuition တွေအကောင်းဆုံးလမ်းပြပေးနိုင်ပါတယ်အဲ့တော့ intuition တွေကတယောက်နဲ့တယောက်ရတဲ့ပုံစံတော့တူမှာမဟုတ်ဘူးတချို့တွေကအလိုလိုသိတာမျိုးနဲ့ရမယ်တချို့တွေက vision နဲ့ရမယ်တချို့ ို့တွေကအိမ်မက်နဲ့ရမယ်တချို့တွေကနမိတ်နဲ့ရမယ်တချို့တွေက message နဲ့ရမယ်စသဖြင့်တယောက်နဲ့တယောက်အားဖြည့်ဆည်းလာတဲ့အကြောင်းတရားမတူတဲ့အတွက် intuition ရတဲ့ပုံစံ message ရတဲ့ပုံစံကတော့အာထက်တူထက်မြားကြာနေမှာမဟုတ်ဘူးနောက်တစ်ခုကကြတော့တချို့တွေကကိုယ့်အကိုထင်ကျင်တာထင်နေတာကို intuition လို့ထင်တတ်တယ်အဲ့ဒါ intuition မဟုတ်ဘူး this is the illusion မှာထင်ရောက်ထင်မှာဖြစ်နေတာပေါ့နော်ဒါကတော့စိမ့် intuition video လေး မှာအတိအကျတော်တော်လေးကိုတေချာလေးရှင်းပြထားပြီးသားကိစ္စဖြစ်တယ်အဲ့တော့ကိုက intuition လားဒါကငါတကယ်ငါလောက်ရမဲ့ message လားဒါမှမဟုတ်ငါဘာသာငါငါတယောက်တည်းငါတွေးချင်တာကြီးတွေးပြီးတော့ဒါကို intuition လို့ထင်နေတဲ့ထင်အောင်ထင်မှမှုလားဆိုတဲ့ဟာကိုကွဲပြားနိုင်ဖို့ကတော့ကိုယ့်ဟာကို self awareness ဖြစ်ဖို့လိုတယ်ခုနပြောထားသလိုကိုယ်အမှိုက်ထုတ်တွေကိုရှင်းထားဖို့လိုပါတယ် intuition နဲ့ illusion နဲ့ကဘာကွာလဲဆိုတော့ အီလူးရှင်းကသူကမှန်းနေတာဂတ်စ်လုံနေတာဒါဖြစ်နိုင်မဲထင်တယ်ဟိုဟာထင်တယ်ဒီဟာထင်တယ်ပေါ့နော်အင်ကျူရှင်းကကြတော့မှန်းနေတာဟုတ်တိနေတာကိုယ်စိတ်ထဲကအလုတ်ဖြစ်မယ်ဆိုတဲ့ဟာကိုအလိုလိုတိနေတာကိုယ်ရွေးချယ်မှုကအလုတ်ဖြစ်မယ်ဆိုတဲ့အရာအလိုလိုတိနေတာရွေးချယ်မှုဆိုအဆုံးပါတယ်အာစီးပွားရေးကဏ္ဍကျန်းမာရေးကဏ္ဍငွေရေးချေးရေးကဏ္ဍ relationship အာအကလုတ်အကန်အကုန်လုံးပေါ့နော်ဒီဟာကငါအလုတ်ဒီနေရာကငါနေရာဒီလူတွေကငါနဲ့ပတ်သက်ရမယ်သူဒီလူတွေကတော့ငါနဲ့ရေရှည်မှာအဆင်မပြေနိုင်တဲ့ energy မျိုးစသဖြင့်အလိုလိုတိနေတာပါအဲ့တော့ english လိုလွယ်လွယ်ပြောရရင်တော့ i know it I've already done it ပဲ intuition ကသိတာနဲ့လုပ်ပြီးသားပဲဆိုလိုချင်တာကဒါကြီးလုံလိုက်လို့ငါများမှားသွားမလားဆိုတဲ့ဝေဝေဝါဝါမယုံမကြည်မှုတွေလုံးဝမရှိဘူးအဲ့တော့ intuition သည်သိလိုက်တာနဲ့ကိုကဒါကိုသိကိုသိနေတာရှောက်ပြီးမြင်နေတာမဟုတ်ဘူးနောက်ပြီးသိတာနဲ့ကိုတော်တော်များများသည်အလုံလုံပြီးသားဖြစ်ပါတယ် အဲ့တော့စိမ့်တို့ step 3အနေနဲ့ဒါကတော့ intuitive ability ကောင်းအောင်လုပ်ရမယ်အလုပ်လေးပေါ့နော်အဲ့တော့စိမ့်တို့ step 4ပေါ့စန္ဒနဲ့ဘဝထပ်တူကြစေဖို့အတွက်အဆင့်လေးဒါတွေအခုကိုတဖြည်းဖြည်းအလုပ်ဖြစ်လာပြီဆိုရင်အဆင့်လေးအနေနဲ့ကဘာလဲဆိုရင်ကိုယ့်ရဲ့ဘဝအတွက် healthy ဖြစ်စေတဲ့အလေးအကျင့်ကောင်းတွေကိုဖန်တီးပြထောင်ရမှာဖြစ်ပါတယ်အဲ့တော့စိမ့်တို့ကအလုပ်တစ်ခုအောင်မြင်တယ်လူတစ်ယောက်အောင်မြင်တယ်ဆိုတာကကံဉဏ်ဝရိယ၃ခုပေါင်းစပ်နေတာဖြစ်ပါတယ်ကံနေဘလို့ပဲကောင်းကောင်းဆိုလိုချင်တာကိုဒီဘဝလောက်ထားတဲ့ ကန်နေအတိတ်ဘဝကကန်နေဘလို့ပဲကောင်းကောင်းအခုနလိုမျိုးကိုယ့်ရဲ့ညံပိုင်းဆိုင်ရာတွေကိုဘလို့ပဲရှင်းထားရှင်းထားဘာမှမလုပ်ဘူးဝရိယမရှိဘူးကိုယ့်ရဲ့ effort မရှိဘူး action မရှိဘူးဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးအဲ့တော့ကိုကကိုကလိုချင်တဲ့ဘဝတစ်ခုထားပါတော့အာကိုက healthy body ရချင်တယ်ဒါပေမဲ့ကိုကလမ်းလည်းမလျှောက်ဘူးအဆီတွေစားနေမယ်အချိုတွေအများကြီးစားနေမယ်အာဘာမှလည်းမလုပ်ဘူးဆိုရင်ဘယ်တော့မှဆန္ဒနဲ့ဘဝထပ်တူကြမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ target ကတက်တက်ကိုလုံနေတဲ့အလုပ်တွေကတက်တက်ဖြစ်နေတဲ့အခါကျရင်လည်း ခုနဆန်နာကတည်တန်းဘဝကတည်တန်းဖြစ်နေမှာပဲအဲ့တော့ကိုဒီကိုလိုချင်တဲ့ဘဝကိုဒီ goal ကိုဒီရည်မှန်းချက်ကိုသွားဖို့ဆိုရင်ထိုင်ပြီးတော့စိတ်ကူးရင်နေုံနေမဟုတ်ပဲနဲ့ထိုင်ပြီးတော့စာရင်းနေုံနေမဟုတ်ပဲနဲ့ energetically align လုပ်ပြီးပြီဆိုရင်ငါဒီနေရာကိုရောက်ဖို့အတွက်ဘလို့အကျင့်ကောင်းတွေငါပြုစုပြောထောင်มาရမှာလဲ အဲခုနလိုမျိုးပေါ့ကိုကလူတွေကြားထဲမှာလူတွေရှေ့မှာစင်ပေါ်မှာတက်ပြောဖို့အတွက်ယုံကြည်မှုမရှိဘူးကိုမှအရှုပ်ထုတ်ဖြစ်နေအဖြေရှာလို့မရဘူးအာ professional coach ဖြစ်ဖြစ် counselor ဖြစ်ဖြစ်တွေ့ပြီးတော့သူဘာဖြစ်လို့လူတွေရှေ့မှာစကားမပြောရတာလဲဆိုတော့သူ့ရဲ့ကြောက်စိတ်ကိုဖြေရှင်းပြီးသားဖြစ်သွား၏ဒါပေမဲ့ဘာလို့လဲဆိုတော့ practice လို့တယ်ဖြေရှင်းပြီးသားဖြစ်သွားပြီးစင်ပေါ်တက်ပြီးအလုပ်လုပ်ဖို့ဆိုရင်လူတိုင်းလူတိုင်းဒီစိတ်တို့တွေဒီလေ့ကျင့်မှုပါပဲအဲ့တော့စိတ်ဆိုလဲဒီစကားပြောတဲ့အခါမှာ live တွေလုပ်တဲ့အခါမှာ အာစင်မော်တက်ပြောတဲ့အခါမှာပဲဖြစ်ဖြစ်စိမ့်တီလူတွေကိုကြောက်စိတ်မရှိဘူးဒါပေမဲ့လွန်ခဲ့တဲ့၄နှစ်ကစကားပြောတဲ့ပုံနဲ့အခုပုံနဲ့လွန်ခဲ့တဲ့၆လစကားပြောတဲ့ပုံနဲ့အခုပုံနဲ့တူမှာမဟုတ်အဲ့ဒါကဘာလဲဆိုရင်အတွေ့အကြုံပါပဲခဏခဏဒီ အရာတွေကိုအလုတ်လုတ်လေးလေးခဏခဏကောင်းပုံနဲ့အကျင့်တွေကိုပြိုးထောင်လေးလေးကိုကဆဆချင်းမှာတော့စ조사ရပါပဲနောက်ပိုင်းမှာကိုအတွက်အကျင့်ဖြစ်လာလေးလေးပါပဲအဲ့တော့ကုန်လွန်ချင်တဲ့ဘဝကိုသွားဖို့ဆိုရင်ကံအထောက်ပံ့နေညံအထောက်ပံ့နေကိုယူလို့ရတာမှန်တယ်ကိုဒီကိုရဲ့ဒီ spiritual ဘိုင်းကဘာပေါ့နော် energy ဘိုင်းကအထောက်ပံ့နေယူလို့ရမယ် higher self တွေစီကအထောက်ပံ့နေယူလို့ရမယ်ဘာသာတရားအထောက်ပံ့နေယူလို့ရမယ်ပညာရှင်တွေစီကလက်တွဲခေါ်မှုတွေယူလို့ရမယ်အာကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းတွေရဲ့လမ်းပြမှုတွေလည်းရကောင်းရနိုင်တယ်ဒါပေမဲ့ဒါတွေကိုထိုင်ပြီးတော့ ဒီတိုင်းကြီးထားပြီးတော့ကိုကဘာမှမလုပ်ဘူးကိုလက်တွေမလုံဆောင်ဘူးကို့အတွက်တကယ်တမ်း healthy ဖြစ်စေတဲ့ကိုလိုချင်တဲ့နေရာကိုသွားနိုင်တဲ့အလေးအကျင့်တွေကိုဘာမှဂရုမစိုက်ဘူးဆိုရင်လည်းဆန္ဒနဲ့ဘဝထပ်တူမကြနိုင်ဘူးအဲ့တော့ step 4အနေနဲ့ကတော့အာ creating your healthy habits လို့ခေါ်တယ်ကို့အတွက်အာကျန်းမာစေတဲ့ကိုဘဝကို healthy ဖြစ်စေတဲ့ကျန်းမာတယ်ဆိုတာစိတ်ရောကိုရော soul ကို body mind spirit သုံးခုလုံးမှာကျန်းမာချမ်းသာစေတဲ့အလေးအကျင့်ကောင်းတွေကိုကိုကိုယ်တိုင်ဝိရိယစိုက်ထုတ်ရမှာအလုပ်လုပ်ရမှာဖြစ်ပါတယ် ဲ့တော့ဆန္ဒနဲ့ပုံကထပ်တူကြစေဖို့နောက်ဆုံးအဆင့်ကတော့ you need activation မှာဆိုလိုချင်တာကကိုယ့်ရဲ့ energy ကိုကိုက activate အမြဲတမ်းလုပ်နေရမယ်လှုံ့ဆော်နေရမယ် သုံးနေရမယ်နောက်တစ်ခုကကြတော့ကိုယ့်ထက်ပိုပြီးတော့ကိုယ့်ကိုဒီထက်ပိုပြီးတော့ level up စေတယ်လို့ကိုယုံကြည်တယ်ကိုယ့်ကိုဒီထက်ပိုပြီးတော့လမ်းပြနိုင်တယ်လို့ကိုယုံကြည်တယ်ကိုယ့်ကိုဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ဘဝတွေကိုဆွဲခေါ်သွားနိုင်တယ်ကိုယ့်ကိုဒီထက်ပိုပြီးတော့အာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ soul ပိုင်းဆိုင်ရာစသဖြင့်ကောင်းမွန်တဲ့လမ်းပေါ်ကိုတင်ပေးနိုင်တယ်လို့ယူဆရတော့သူများနဲ့အတူလက်တွဲပြီးတော့အဲ့ဒီ energy ကို activate လုပ်ရပါတယ်အဲ့တော့ life journey ပေါ့နော်ဘဝရဲ့ခရီးအားကိုတယောက်တည်းသွားနေတာထက်စာရင် ကိုယ့်ကိုပို့ပြီးတော့လမ်းပြနိုင်မယ်လို့ယုံကြည်တဲ့သူမျိုး ကိုကိုပို့ပြီးတော့ဒီထက် level up အောင် ကိုရဲ့ inner power တွေစွမ်းအင်တွေပို့ပြီးတော့ကြီးလာအောင်ကိုရဲ့ကံအထောက်ပံ့ညံအထောက်ပံ့တွေပို့ပြီးတော့ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်နဲ့သူမျိုးလူပုဂ္ဂိုလ်ဖြစ်ရင်ဖြစ်မဲ့ higher dimension ရပုဂ္ဂိုလ်တွေဖြစ်ရင်ဖြစ်မဲ့ဒါမှမဟုတ်ကိုကိုပို့ပြီးတော့လက်တွဲခေါ်နိုင်တဲ့ကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းနေနဲ့အတူသွားတာဒီပို့ပြီးတော့ခီးရောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တယောက်တည်း energy နဲ့ပေါင်းစုထားတဲ့ collective energy နဲ့မတူပါဘူးတခါတလေကြာရင်ကို့မှာလိုအပ်နေတဲ့ energy တွေကိုကိုကနေပြီးတော့တွားပြီးတော့ align လုပ်ထားတဲ့အဲ့ဒီ ီ energy fee ကသူတွေကကိုယ့်ရဲ့ energy ကိုပိုကောင်းအောင် activate လုပ်ပေးနိုင်ပါတယ်။စိမ့်ပြောတဲ့စကားလိုပေါ့။တမင်ဆယ်လန်းကြားတလှမ်းပေါ့။ကိုယ့်အကိုသွားရင်ဒီကိစ္စသည်တမင်လေးလှမ်းတယ်လို့ဖြစ်မယ်။ကောင်းမွန်တဲ့ energy နဲ့ power ကြီးကြီးနဲ့ activate လုပ်ချလိုက်ရင်တင်ပေးလိုက်ရင်ကြတော့ကို6လလောက်နေမှာဖြစ်မဲ့အရာတွေဒီကိုက6လလောက်နေမှာဒီဆန္ဒကိုဖြစ်ချင်တယ်ဒါပေမဲ့ကိုရဲ့ဘဝရဲကိုမိကဲ့သို့လှုပ်လိုက်သည်မသိလာပိုင်းအတွင်းအပတ်ပိုင်းအတွင်းအဆင်ပြေသွားတာမျိုးတွေကိုဘလို့မှအဆင်မပြေတော့ဘူးဆိုတော့လွှတ်ချထားတဲ့အရာတွေအားလုံးက ခုနလိုပဲအဆင်ပြေသွားတဲ့အရာမျိုးတွေကိုစိမ့်တို့အတွေ့အကြုံတွေအများကြီးရှိပါတယ်ဥပမာတစ်ခုပြောရရင်တော့စိမ့်တို့ဒီ HTC တို့ဘာလို့ဆိုရင်ဒါ activation လောက်တဲ့အရာတွေပေါ့နော်အဲ့တော့ကိုနောက်တစ်ခုကကြာတော့ကိုက တခါလေကြာရင်လူဆိုတာအမြဲတမ်း energy ကတက်မနေဘူးစိတ်လည်းအမြဲတမ်းတက်မနေဘူးဘသူတူတူတယောက်မှအမြဲတမ်းဟိုရှက်ရှက်တောက်နေမယ်တက်ကြွနေမယ်အမြဲတမ်းပေါ့နော် full energy ပြည့်နေမယ်ဆိုတာမရှိဘူးလူဆိုတာကလောကဓာတ်နေရှိရတဲ့အတွက်အမြဲတမ်းစိတ်ကအတက်အကျရှိရဲ့အဲ့တော့ကိုကကို energy ကျနေတဲ့အချိန်မှာလေဒီလိုမျိုး collective feel ထဲမှာ community ထဲမှာထားပါတော့ကိုနဲ့ align ဖြစ်တဲ့ community ပေါ့ဥမာစိတ်ရဲ့ community ဆိုရင် စိန်တို့တင်နန်းတက်တဲ့လူတွေအတွက်လှုပ်ထားတဲ့ reforming လို့အရာမျိုးတွေအများအတွက်အားလုံးဟိုအတွေ့အကြုံတွေ sharing လုပ်အောင် blessing တွေအတွက်အလုပ်လုပ်ထားတဲ့ Dr. Singh Society လို့အရာမျိုးတွေနောက်တစ်ခုကကြတော့ကိုပေါ့နော်ဒီလောကအကျိုးကိုတက်နိုင်တဲ့ပမာဏလေးနဲ့ကိုတက်နိုင်တဲ့ဒီထောင်ကနန်းလေးပဲဖြစ်ဖြစ်တောင်ကနန်းလေးပဲဖြစ်ဖြစ်သိန်းကနန်းလေးပဲဖြစ်ဖြစ်ကိုတက်နိုင်တဲ့ပမာဏလေးနဲ့ကိုကနေပြီးတော့ကို့အတွက်မဟုတ်ဘဲနဲ့အာဒီလောကအကျိုးပေါ့နော်လူတွေအတွက်အခြားအရာတွေကိုဖြည့်ဆည်းလို့ရတဲ့ capacity to love လို့ group မျိုးတွေအဲ့ဒီအရာတွေအားလုံးကကိုယ့်ရဲ့ energy ကို activation လုပ်ပေးတဲ့အရာဖြစ်ပါတယ်။ဥပမာထားပါတော့ကိုကကိုယ့်ရဲ့ငွေကြေးလေးနဲ့ဒီလောက်ဟိုအကြီးကြီးတွေပေါ့နော်လှူချင်မှလှူနိုင်ပေမဲ့အာဆိုင်ရဲ့ group ထဲမှာဆိုရင်ကိုထက်လိုက်တဲ့ကိုတက်နိုင်တဲ့ကိုယ့်ရဲ့ပမာဏကိုတက်တာတရားရှိရကိုယ့်ရဲ့ပမာဏလေးနဲ့တကယ့်ကိုအလှူတွေကမြန်မာနိုင်ငံထဲမှာတွေမဟုတ်ဘဲနဲ့ကဘာပက်ပြီးတော့ဗုဒ္ဓဂါယာတိလှူနိုင်တဲ့အလှူတွေဒါတွေကဘာကြောင့်ဖြစ်တာလဲဆိုရင် energy activation ကိုမှရှိရဲ့ energy ကဒီလောက်ဒါမဲ့အားလုံးပေါင်းဆက်ပြီးတော့အကြီးကြီးတွေ reset ရတာမျိုးတွေအကြီးကြီးတွေဖြစ်သွားတဲ့ကိစ္စမျိုးတွေရှိပါတယ် အဲ့ဒါမို့လို့စိန်းတို့ဟာတူညီတဲ့ energy fee တွေကောင်းမွန်တဲ့ energy fee တွေကိုယ်နဲ့ so align ဖြစ်တဲ့ energy fee တွေမှာ activation လုပ်ခြင်းအားဖြင့်လေကိုယ့်ရဲ့ဖြစ်ချင်တဲ့ကိုယ်ပုံဖော်ထားတဲ့ကိုယ်အိမ်မက်မက်ထားတဲ့ကိုယ့်ရဲ့အရင်တည်းကဆန္ဒနဲ့ကိုလိုချင်တဲ့ဘဝနဲ့ဟာမြန်မြန်ထပ်တူကြစီမှာ ဖြစ်ပါတယ်အဲ့တော့စိန်းကဒီဗီဒီယိုလေးရဲ့အာ conclusion ပေါ့နော်နောက်ဆုံးအာစကားလေးအနေနဲ့ကိုယ့်ရဲ့စန္ဒနဲ့ဘဝထပ်တူကြဖို့အတွက်စိန်းအပိုင်းတစ်ကောနှစ်ကောပြောခဲ့တဲ့ step လေးတွေကိုပြန်ပြီးတော့ wind up လုပ်ပေးပါမယ်ပြန်ပြီးတော့ recall လုပ်ပေးပါမယ်အဲ့တော့ step 1အနေနဲ့ကိုယ့်ရဲ့အာဒီအမိုက်တွေကိုယ့်ရဲ့နာကျင်မှုတွေကိုတေသေးချာချာလေး healing လုပ်ဖို့လိုတယ် healing your brain နောက်တစ်ခုကကျတော့ကိုယ့်ဘဝမှာကိုယ်အပြေရှာလို့မရတဲ့ကိုယ်လည်းကြိုက်မနေတဲ့ကိုယ့်ရဲ့အာ habit တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အပြုတ်မှုတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ကိုယ့်ကိုအာယုံနောက်နေတဲ့စိတ်ရှုပ်ထွေးနေတဲ့အရှုပ်တွေကိုရှာဖွေပြီးတော့ရှင်းလင်းဖို့လိုတယ် finding out and clear the confusion uh, step 3အနေနဲ့ကတော့ဒီလိုမျိုးတွေကို calm down ဖြစ်လာပြီဆိုရင်တစ်ဖက်မှာကိုယ့်ရဲ့ intuitive ability တွေကိုတိုးတက်အောင်လုပ်ဖို့အတွက်အာကိုကနေပြီးတော့ energy အလုပ်တွေလုပ်ရင်းနဲ့ကိုတိုးတက်အောင်အလုပ်လုပ်ဖို့လိုတယ်နောက်တစ်ခုအနေနဲ့ကတော့ကိုလိုချင်တဲ့ဘဝမှာဘယ်လိုမျိုးအလေးအကျင့်တွေကမြန်မြန်တွန်းပို့နိုင်လဲအဲ့ဒီအလေးအကျင့်ကောင်းတွေကို တဆိုင်မမဝရိယထည့်ပြီးတော့အားဆိုင်ပြီးတော့အလုပ်လုပ်ဖို့လိုတယ်။နောက်ဆုံးတစ်ခုကတော့ဘဝခီးတစ်ခုဟာတယောက်တည်းသွားတာထက်စာရင်ကိုနဲ့ soul align ဖြစ်တဲ့သူကိုနဲ့ energy ကြိုက်တဲ့သူတွေနဲ့အတူတူသွားတာဟာပိုပြီးမြန်မြန်ရောက်တဲ့အတွက်ကိုရဲ့ energy ကိုအမြဲတမ်းအဲ့ဒီ energy တွေနဲ့ကိုကနှိုးဆွနေဖို့လိုတယ် activate ဖြစ်နေဖို့လိုတယ်။အဲ့တော့ဒါလေးတွေကိုကိုရဲ့ဘဝမှာတည်တည်ချာချာတဆင်ပြီးတဆင်ဒါ step by step လောက်အောင်ပါနော်။တဆင်ပြီးတဆင်အလုပ်လုပ်နိုင်မယ်ဆိုရင်တော့ဖြင့်လူတိုင်းပြောပြောနေတဲ့ဆန္ဒနဲ့ဘဝတထက်သေးကြတယ်ဆိုတဲ့ကိစ္စဟာခက် ခဲတဲ့ကိစ္စမဟုတ်ပါဘူးလို့စိန်ကပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်။စိန်းကတော့ International Certified Life Coach Trainer နဲ့ Energy Healer ဒေါက်တာစိန်းဖြစ်ပါတယ်။